ခုလာမယ့်2015ရွေးကောက်ပွဲဟာတရားမျှတမှုအားနဲ့ပြီးတော့မတမာမှုများစွာဖြစ်ပေါ်လာနိုင်တယ်လို့ဝေဖန်နေကြပါတယ်ဒီအကြောင်းကိုတော့ကောင်ကျော်သတင်းပေးပို့ထားပါတယ်ခင်ဗျာအခုလာမယ့်2015ရွေးကောက်ပွဲအတွက်နောက်ဆုံးမဲဆန္ဒရှင်စင်ကြင်ညာမှာမှားယွင်းမှုများစွာရှိနေပါတယ်အဲ့ဒါအပြင်ကိုယ်စားလှယ်လောင်းတချို့တွေအနေနဲ့မဲဆက်စည်းရုံးမှာရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့ညှိစွန်းနေတာတွေကိုရွေးကောက်ပွဲကော်မရှင်ကအေးအေးယူဆောင်ရွက်မှုအားနည်းနေရတဲ့ပတ်သက်ပြီး ရေကောက်ပွဲဟာတရားမျှတမှုအာဏာပြီးမတမမှုများစွာဖြစ်ပေါ်လာနိုင်တယ်လို့ဝေဖန်မှုတွေရှိနေတာပါနောက်တစ်ခါကျွန်တော်တို့လက်တော်ဖြစ်နေတဲ့ကိစ္စကမဲဆွယ်စီမံပိုင်းကအမျိုးသားဒီမိုကရေစီအခွင့်အရေးတွေရောက်အနေနဲ့ပြုလာတဲ့ရဲနဲ့ပတ်သက်တဲ့ဒေကွာနဲ့ပြစ်တာစိုက်ဘောပဲချစ်စပယ်လို့ဒီလိုတော့ဒီနေ့ပို့ဆိုတာစာရီဖြတ်မြန်မာဒီမိုကရေစီအခွင့်အရေးတွေကအဲမျိုးဆောင်မှုတွေရေးဖို့မထောက်ခံနိုင်တဲ့အတွက်ဒါဒီပါတီကိုမဲမပြစ်သင့်ဘူးဆိုတာ ဘာသာရေးပိုင်းနဲ့ဆိုင်ရည်ဖြတ်ပြီးတော့တိုက်ခိုက်နေတာရဲ့ရှိတော့ဒါဒီအလုံးအဖွဲ့ကိုချောက်ပေါက်နေတာတော့လက်ရှိကိုချုပ်နေတဲ့အာဏာပိုင်ကဒါတွေကိုထိထိရောက်နေလို့လေအဲ့တော့ထိထိရောက်အရေးကြီးတာမတွေ့ရဘူးဆိုတော့မြေပေါ်ကမတိုက်ခင်ပြရမတရားတဲ့အနေအထားတွေကအခက်အခဲကကျွန်တော်ပေါ့ပရိပခဖြစ်ပေါ်စေမဲ့ဘာသာရေးနဲ့ပတ်သက်တဲ့အသုံးအနှုန်းတွေကိုဟောပြောပြီးစီယုံနှုတ်ဆော်ခဲ့မှုတွေကိုရွေးကောက်ဘွယ်ကော်မရှင်အနေနဲ့ရေးယူဆောင်ရွက်ခြင်းမပြုတဲ့အပေါ် ရွေးကောက်ပွဲစောင့်ကြည့်လေးလာတင်းတန်းပို့ချနေသူတူကလည်းဝေဖန်ထားပါဗျာ။လေယောယောကထားပြောမတူပြည့်ပြည့်နေရင်ကျင်းပါတီဆိုရတယ်သူဆိုရင်ရုံမြင့်တဲ့ကြမှာရောဒီသတင်းစာမှာရေဒီယိုမှာရောတကယ်ကိုဘာသာရေးဘာသာရေးနဲ့ပတ်သက်တဲ့ဓာတ်ရီကိုစီရင်ပြီးတော့လေတုံးစားလုပ်ပြီးတော့သူပြောထားတယ်ဗောနအဲ့ရဲ့အေးသားရာအေးပြောဆိုရချင်ရှင်အဲ့ဗရီပခရီကိုဖြစ်ပေါ်စေနိုင်တဲ့အားမျိုးတွေဖြစ်တယ်အဲ့ဒီဟာကိုကော်မရှင်အနေနဲ့ဖွဲ့စည်းဖို့အခြေခံဥပဒေရရော ်ဟောနိုင်ငံရေးပါတီမကုန်နေခြင်းဥပဒေကြီးဥပဒေနဲ့အညီလုံးဝနှိမ့်ဆွနေတယ်။အဲ့ဒါကိုကော်မရှင်တွေနဲ့အရေးယူဖို့ဖြစ်ွက်နေတယ်ပေါ့။အဲ့မှာလည်းအများကြီးဆိုရင်မတင်ဖြစ်နေပါလေ။ဘာချုံလို့ပြောရရင်တော့ဒါတွေတရားမျှတရေးကော်ပိုရိတ်ဖြစ်ဖို့တော်တော်လေးအားနည်းချက်တွေအများကြီးတွေ့ရတယ်တမရော်သားတွေရဲဝန်တန်းတွေနဲ့သူတို့မိသားစုတွေကိုလက်ရှိအချိန်ထိမဲသီးထုတ်ပြန်ခြင်းမပြုသေးတဲ့ပေါ်မတမာမှုတွေဖြစ်ပေါ်လာနိုင်တယ်လို့လည်းဥတော်ကိုယ်တိုင်လောင်တူးကပြောဆိုပါရယ်ကျွန်တော်တို့က2010အတိုင်းလေ မမြင်နိုင်တဲ့မဲတမောင်မတမောင်မှုကြီးလုပ်နိုင်မယ်လို့ကျွန်တော်ကပြောမှာပါဘာလို့လဲဆိုတော့သူတို့လည်းဒီမှာလွတ်လပ်လပ်နေမဲပီးတင်မဲပီးတင်နေဆိုတော့ဒီရေကောက်ပွဲဆိုတဲ့ lesson ဆိုတဲ့ဟာ free and fair ဖြစ်မယ်လွတ်လပ်ပြီးတော့မျှတမယ်တက်မတော်သားတွေလည်းဒါပေမဲ့ချုပ်ကန်ပြီးတော့ဒီနေရာမှာပဲပြရမယ်ဆိုပြီးအတွက်ကြောင့်မလို့ဒီပုံစံတိုင်းလုပ်မယ်ဆိုရင်တော့ဒီရေကောက်ပွဲကလုံးဝလွတ်လပ်မယ်လို့ ကျင်းပသွားမယ့်နေရာမျိုးเนาะဒီ view ကဘုရောအကုန်လုံးချုံလုံးလုံးရင်းမို့တမလာနေဆိုင်လေဘယ်ပြီးမှန်းလူတို့တက်ခါတော့သူလွတ်လွတ်လပ်လပ်မပြေးရမယ့်နဲ့အကြောက်တရားနဲ့ပဲပြေးရသိတယ်လို့ကျွန်တော်ထင်တယ်ရွေးကောက်ပွဲကော်မရှင်ဟာပထမအကြိမ်ထုတ်ပြန်ခဲ့တဲ့မဲဆင်းအမားတွေကိုပြန်လည်ပြင်ဆင်ပြီးတဲ့နောက်ဒုတိယအကြိမ်မဲဆင်းအမားတွေထပ်မံထွက်ပေါ်လာခဲ့ပါတယ်။အခုလိုမဲဆင်းအမားများသောရှိနေသေးတဲ့အပေါ်တန်ပြားဖြစ်ပွဲရှိတယ်လို့ပါတီတချို့ကလည်းဝေဖန်ထားကြပါတယ်။ကျွန်တော်အောင်ကျော်ပါခင်ဗျာ။